အားလုံးပဲမင်္ဂလာပါရှင်။ဆ iam မစပယ်ဖြူနူရေးသားထားသောမြောက်ဖြားက အလွင်ရသည်ဝိထုကိုအပိုင်း20အနေဖြင့်ဆက်လက်ပြီးတော့မျှဝေဖက်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။အားလုံးပဲနာတော်တာဆင်ပေးကြပါအောင်ရှင်။ မြောက်ဖြားကအလွန်ရသည်အပိုင်း20ရွာကိုရောက်ပြီးလို့တတရာမြောက်တောင်ရာစိုက်တဲ့ရာဒီမှာငါတို့တောင်ရာမှာငါနဲ့အတူ တောင်ရာလုတဲ့သူတယောက်တိုးလာပြီငါခင်မွန်လေးငါချစ်ဦးသူဆိုလဲဟုတ်တယ်ခင်မွန်ပေါ့တရွာတဲနေတဲ့ငယ်တငယ်ချင်းကိုပဲငါလက်ထပ်လိုက်တယ်ချစ်လဲချစ်တာကိုမိနွယ်ရင်ငယ်တန်ရုံးစင်ကပေါ်လာတယ်ပဲဆိုပါတော့တယောက်နဲ့တယောက်ချစ်ကြ လက်တက်ကြတဲ့ဆိုတာမြို့ပေါ်မှာလို့တော့ကြပြမဆမ်းမှုပေါ့လေတောင်ရသွားရင်ချစ်စကားဆိုရသလိုဆိုတော့တော်လန်ကြံကြံမှာဘယ်မှာကြပြဆမ်းမှာမလဲငါ့ကိုပေါ်မှာလဲပလိုင်းနဲ့ပလိုင်းထဲမှာအိုးခွက်ကအစထမင်းတို့ဟင်းတို့ရေဘူးအစုံပါလို့တောင်တက်လန်တွေမှာကာကုံအောင်ထမ်းရတာသူမှလဲတဲထိုးဖို့တစ်သားတိုင်းကို ခုတ်ပြီးတော့ထမ်းရင်လဲထမ်းလာရတာမျိုး အဲ့ဒီလိုအချိန်မှအချက်ကစကလုံးတွေနဲ့အနုအလဖွင့်ရနေစရာတော့မလိုဘူးလေအပြုံးမဲနှစ်ယောက်သာအပြန်အလှန်ပြုံးလိုက်တဲ့အပြုံးဟာအချက်ကိုမွေးပွားရာဖြစ်လာတာပေါ့နော်ဇော်ဆိုင်နဲ့ငါလက်ထက်ကြတော့လေတီးနဲ့ရေသိမ်းမိုးတောင်နေနေတဲ့အချိန်ပေါ့ရိုးရအတိုင်းတောင်ရန်လက်ထက်ပြီးတာနဲ့လုပ်ငန်းခွင်ကိုဝင်ရတော့တာပဲတီးနဲ့တွေအတူရေသိမ်းကြတယ်ကောက်တစ်စားပွဲကို အတူနှွှဲရတယ်ငါပြောတတ်တဲ့ကောက်တစ်စားပွဲ အချိန်ဟာအဲ့ဒီနှစ်ကတော့ ချစ်သူခင်မုန်းနဲ့အတူရှိရတဲ့ပထမဆုံးနှစ်မို့အပျော်ဆုံးပေါ်ဟင်ဘယ်အချိန်ပြန်တွေ့တွေ့ငါကတော့အဲ့ဒီအချိန်တွေကိုဘယ်တော့မှမမေ့ပါဘူးအနူးကတော့ငါကိုစိတ်ချလက်ချရှိရသလောက်အငယ်နှစ်ယောက်တည်တင်းတွေကိုတော့မပြတ်နားဆွင့်နေပြန်နေငါကတဆင်ပေါ်လီငါမလူကြုံတွေကိုမင်းမြန်လိုက်အနူးကိုပြောပြလိုက်ပေါ့မောင်လေးတည်တင်းကတော့စုပ်စာမျိုးစာပြောက်လို့ ညီမလေးကတော့ငငယ်ရွယ်ရွယ်နဲ့ထူထောင်လိုက်တဲ့အိမ်တောင်ကြီးကအစဉ်ပြေလာတယ်မဟုတ်ဘူး။ယောက်ျားကလည်းတောက်တောက်ဆာဆာရှိတယ်လို့ကြားရပြန်တယ်။ကလေးလည်းတယောက်ရလို့တယ်။ညီမလေးကအယောင်ဝယ်လုံနေတယ်ဆိုလားအစဉ်တိတ်မပြေဘူးလို့ဘလို့ပဲကြားကြားအနူးကိုတော့အစဉ်ပြေတယ်လို့ပဲပြောပြထားရတယ်။ကိုဘက်ကလည်းသွားကိုနိုင်မှာမဟုတ်တဲ့အတူတူစိတ်မစင်ရဲစေချင်ဘူးလေ။ငါဘွားကတော့အေးချမ်းလာခဲ့ပါပြီ။ ဘဝမှာအရေးကြီးဆုံးလို့ဆိုရမယ့်အိမ်တောင်ကြီးမှာကံကောင်းနေပဲဆိုရမှာပေါ့သူကစိတ်သဘောထားကောင်းပြီးငါထက်တောင်အေဂျင်သေးတယ်ငါကိုကျင်နာကယူဆိုင်တဲ့အဲ့သူပေါ့ဟင်ကဝါအေးစောဆိုင်အကြောင်းပြောရအောင်မယ်နော်ကဝါဆိုတာကိုယောက်ျားကိုခေါ်တာမိမကိုတော့ယောက်ျားကကဇူးလို့ခေါ်တတ်တယ်စကားပြောတာဘယ်ရောက်သွားပါလိမ့်ဩစောဆိုင်အကြောင်းနော်အေးသူကတောင်ရအလုပ်လဲပင်မခံလို့တက်တယ် ငါ့ကိုငဲညာတတ်တယ်။ရှစ်တန်းတော့မအောင်မိမဲ့စာဖတ်တာအောင်ငါ့ထဲဝါသနာထုံနေ။တွေးတဲ့စာအကုန်ဖတ်တယ်။ကျန်စာလေးအတန်သာသာနဲ့ဖတ်တတ်တယ်။ဖရာသချင်းကိုငါငီးလို့အောင်ဆိုတတ်တယ်။အမေအနုပညာရှင်တောင်ဖြစ်ချင်ခဲ့သေးတာဆိုပဲ။တော်မာနေခဲ့ရလို့ဆိုလား။မျက်လုံးလေးတွေဟာအညိုယောင်လေး။ရုပ်ကကချင်မင်းသားတော့ဖြစ်လောက်တဲ့ရုပ်ပါ။ငါဘာသာထင်နေတာလဲဖြစ်ရင်ဖြစ်မှာပေါ့နော်။ အဓိကပြောပြချင်တာကတော့ငါခင်မွန်ကောင်းတယောက်ကိုရခဲ့တယ်ဆိုတာပါလေငါတို့ဘဝလေးဟာပြောခဲ့တဲ့အတိုင်းအနေအေးချမ်းတဲ့ရွာလေးမှာအေးအေးချမ်းချမ်းပဲဖြစ်တတ်နေကြတာပါမိနွယ်ကြီးငါတို့ဘဝတဲ့သားလေးရောက်လာတဲ့အထီလဲအလုတ်ပင်မနာကလွှဲရင်စိတ်ကတော့အမြဲရှင်လန်းနေတယ်ဆိုတာလိုပဲချစ်စရာခင်မွန်ရဲ့ တာရင်စောင်းရှုပ်စရာမိခင်ရဲ့နေပြောနေတာများဒီထက်ပိုပြီးကြမ်းတာတဲ့ဘဝကိုသူတို့မပါဘဲသွားမလားဆိုငါကောင်းခါဖို့အစင်းသင်မယ်။အဲ့ဒီတုန်းကတော့အနာဂတ်ကိုကြုံမတွေ့တတ်တဲ့ငါကကြိုတွက်လိုက်မိတယ်။ငါတို့ဘဝတွေဟာဒီလိုပဲမပြောင်းမလဲပဲရှိနေမယ်ထင်ခဲ့တာ။တရားသည်စရင်စိုက်ပြိုးလိုက်။နောက်တရားသည်မှရိတ်သိမ်းလိုက်။ကျေးဇူးတော်ချီးမွမ်းလိုက်နဲ့ဘဝကဒီလိုပဲတသက်လုံးအေးချမ်းနေမယ်ထင်ခဲ့တာငါတို့ရွာလေးမှာရေမောတဲ့ တချင်းတန်တွေပဲလွမ်းနေမဲ့တင်ခဲ့တာဒါပေမဲ့ကျမဆိုကတင်မဲ့မထားတဲ့တန်းတော့တနေရာကနေဝင်လာခဲ့တယ်ငါတို့မိသားစုတစုတည်းမဟုတ်ပါဘူးငါတို့တရွာလုံးအတွက်ငါတို့တနေလုံးအတွက်ပေါ့2011ခုနှစ်ကပေါ်မိနွယ်ရင်အဲ့ဒီနှစ်ကမိုးရာသီဟာငါတသက်တော့ပျော်စရာလုံးဝမကောင်းတဲ့မိုးရာသီငါတို့အတွက်အဆိုးတွေပဲယူလာတဲ့မိုးရာသီလေပြီးတဲ့သူတွေတော့ပြေကုန်ကြပြီမှာကော်ရီလို့မိုးရတရမအနုကပြောတယ် ဟုတ်တယ်မိနွေငါတို့ပဲကြံကရွာလေးတွေသာအိမ်မာလူမြဲနေတာတချို့ရွာတွေစစ်နေလို့ပြေကုန်ကြပြီကောငါတို့ဘက်ကတော့ပြစ်တန်ခတ်တန်မကြားရသေးတဲ့နေရာစစ်ဦးထိုးမလာသေးတဲ့နေရာပေါ့ကွယ်ငါတို့မမွေးခင်တုန်းကစာခဲ့ဘူးတဲ့စစ်ဟာငါတို့တွေလူမဲမသိတဲ့ခင်မှာအပြစ်အခက်ရက်ပြန်လို့ဟောအခုတော့ငါတို့တွေကြီးပြင်းလာတဲ့အချိန်မှာအဲ့ဒီစစ်ကပြန်စားတော့တာပေါ့ရန်ကုန်တွေဝေလာပြန်တော့ မိုးရသည်ကတော့အကြီးတန်ရတော့တာပဲကချင်တောင်တန်းတွေဟာမိုင်းမုံလာရတော့တာပဲဂျွန်လာဟာအရင်ကတော့ကလေးတွေကြောင်းစားဖွင့်တဲ့အချိန်အခုတော့စစ်စာဖွင့်တဲ့အချိန်ဖြစ်လာပြန်ရောအဲ့ဒီနှစ်ကစစ်စာမဲလို့ဘယ်သူမှမသိနိုင်တော့တောင်ယာမှာစိုက်လိုက်ပြိုးလိုက်ကြသေးတယ်မေလာဆန်းမှာတောင်ယာစိုက်ကြတယ်တောင်တန်းတောင်ကျောတွေမှာရွှေပြောင်းတောင်ယာလောက်ကြတဲ့သူအကုန်လုံးမေလာထဲမှာရင် စိုက်လို့ပြိုးလို့ပြင်းနေကြပြီ ကချင်တောင်နှမ်းတွေတလျှောက်တောင်ရော်တွေအကုန်ဆိုက်ဖြိုပြီးတဲ့အချိန်မိုးကတပေါက်ပေါက်ကြကောင်းတော့အချိန်မှာပဲစစ်ပြန်စားတော့အချို့တွေကအိမ်ကိုရွာကိုစွန့်ပြေးကြပြီးအပင်လေးတွေမြေထဲကယုံကြွလာတဲ့တောင်ရော်တွေကိုလည်းစွန့်ထားခဲ့ကြရတာပေါ့အဲ့ဒီတုန်းကဒီသတင်းတွေငါတို့ကြားပေမဲ့အိုးသူတို့တွေခဏပဲပြေးရတာပါစစ်ကခဏပဲပြီးတော့မှာပေါ့အိမ်ပြန်ကြရမှာပေါ့လို့ငါတွေးလိုက်သေးတယ်။တောင်ရကိုလည်းအတော်မပြတ်ဘူး။ ဘဝကပုံမှန်ပဲလို့ထင်စရာပေါ့ဒါပေမဲ့ဘယ်ဟုတ်ပါမလဲငါစိတ်ထဲမှာတော့ကြောက်တက်နေပြီသုံးနှစ်ရွယ်သမီးလေးကိုအနူးနဲ့ထားခဲ့ပြီးတောင်ယာသွားတိုင်းဒီတောင်ယာမျိုးကိုသာသူများတွေလိုစွန့်ရရင်ငါဘလို့ခံစားရမလဲလို့ပဲတွေးနေမိတယ်အိုးတွေးတောင်မတွေးရဘူးဟဲ့ငါမျက်ရည်တောင်ကြမိမလားပဲဒီမြေဟာငါတို့ဘဝပဲငါသမီးလေးကိုလူလားမြောက်အောင်ငါဒီမြေကနေပဲခွန်အားယူပြီးပြိုးထောင်ရမှာဒီလိုနဲ့အချိန်ကတရရိတ် ဖြတ်လာပါယောခနာပဲမကြခင်ပြီးမှလို့ငါတင်ခဲ့တဲ့စစ်ကားတော့တလာလည်းမပြီးနှစ်လာလည်းမပြီးဘူးပြေးရတဲ့ရွာတွေပဲတိုးလာတယ်တော်တွေတောင်တွေထဲမှာတဲတွေတန်းရောင်းတွေထိုးပြီးနေရတယ်လို့ကြားရတော့ငါသူတို့အတွက်စိတ်မကောင်းလိုက်တာကချင်ပြည်နယ်မိုးကတီးတဲ့အတိုင်းတဲတာကိုသူတို့တွေဘလို့များစားတော့နေတိုင်းကြပါမလဲလို့တွေးရင်ငါတစ်စက်ကလေးမှစိတ်မချမ်းသာဘူးဟော ငါတို့ငငယ်တုန်းကဆင်ဟာဒီလိုမပြေးရပါဘူးအခုဘလို့ဖြစ်တာလဲနော်အနုကတဖော့ဖော့ပြောတတ်ရင်ငါအตาပဲနားထောင်နေရတယ်ငါတို့ကဒီတစ်ချိန်ကိုမမီဘူးလေငါတို့မိဟာအစဉ်အဆက်မငြိမ်ချမ်းခဲ့ဘူးလို့ဒါကြားဖို့ယုံကိုငါပူပွားတွေလက်တက်တုန်းကစစ်ထင်လိုက်တဲ့သူတွေနဲ့လိုက်ကြတာပဲဆိုတာငါသိသားပဲအင်္ဂလိပ်ဂျပန်ကိုတော်လန်နဲ့စစ်လက်တိုက်ဖို့လေလွတ်လပ်ရေးရပြီးတဲ့နောက်ဖြစ်လာတဲ့ပြည်တွင်းစစ်မှလည်းတိုက်ဖို့ကြတယ်တဲ့ ဒါပေမဲ့ငါအဝါကတော့စစ်မတိုက်ဘူးဘူးစစ်ဆိုတာငါတို့အတွက် လူကြီးတွေပြောပြတတ်တဲ့အိယာဝင်ပုံမြင်လို့နားထောင်ဘူးယုံကလွှဲရင်ရင်းနှီးကြအကြောင်းလည်းမရှိခဲ့ဘူးလေငါဘဝမှာငါနဲ့အဝေးမှာပဲလို့ထင်ထားခဲ့တဲ့ဆရာအခုတော့အနီးလေးကိုကတ်လာပြီတထင်းစကားတွေကြာယုံနဲ့တဒိတ်ဒိတ်ဖြစ်ရပြီငါတို့လည်းဘယ်နည်းပြေးရမလဲလို့စိတ်ပူလာရပြီ။ ကလေးတွေကတော့ထုံးစံအတိုင်းပါတိတက်မှလေးကွယ်ပြေးလိုက်လွှားလိုက်ဆော့ကစားလိုက်နဲ့ပေါ့ဒီလိုနဲ့ငါဘယ်တော့မှမမိနိုင်မယ့်နေ့တနေ့ကို ရောက်လာတော့တာပဲအဲ့ဒီနေ့ကတောင်ရကအပြန်တောင်ဆောင်ပေါ်ကနေဖြစ်ဖြစ်ချင်းဆင်းလာနေတော့ဇော်ဆိုင်ကအရှိကနေရှောင်နေတဲ့ခြေလမ်းတွေကိုရုတ်တရက်ရက်လိုက်တယ်ပြီးတော့ငါကိုလှည့်ကြည့်တယ်ငါဘလို့မှမတင်မတားတဲ့စကားတကုံကိုအဲ့ဒီမှာပြောချလိုက်တော့တာပဲငါစစ်တယ်လိုက်သွားတော့မယ်ကနူးတဲ့ ိုးငါလေးပလိုင်းကျိုးကိုတင်တင်ဆုပ်ကင်ထားမိတယ်သူ့ကိုငင်းနေမိတာအကြာကြီးပဲပါပြန်ပြောရပါမလဲလို့အပြေလွာစဉ်းစားတယ်ဒါပေမဲ့ရုပ်တရက်ဝန်းနေဆုပ်နစ်လာတော့တော်တော်နဲ့စကားမပြန်နိုင်ဘူးဆိုဆိုင်မာတီစိတ်ကူဘယ်တော့ကလေးကရှိနေတယ်လဲဆိုတာငါမသိခဲ့ပါလားကွယ်ငါနောက်တစ်ပတ်တည်းရွာကသွားမဲ့လူတွေနဲ့လိုက်သွားဖို့ဆုံးဖြတ်ထားတယ်။ဟုတ်တယ်။နင်စိတ်မပူပါနဲ့ ဖြစ်လာမှာတော့လိုက်ရတော့မှာပဲအဲ့ဒီလိုစစ်တိုက်ရတာငါတယောက်တည်းလည်းမဟုတ်ဘူးငါတို့အမျိုးသားတွေအများကြီးပဲနော်မလိုက်လို့မရဘူးလားကွာရင်ငါအတန်ကတူတူတက်တက်ပေါ်လာတယ်အဲ့ဒီအတန်ကတုံရင်နေတာကိုလည်းသူခံစားမိမှာပဲငါငိုချင်နေတာလေငိုချချင်လိုက်တာငါတွေးကြောက်နေတဲ့စစ်ဟာအခုတော့ငါရှိကိုကိုထင်ပြလာပြီငါစင်းဆိုတာကိုမုံလိုက်တာဟဲ့ ဇော်ဆိုင်ကငါမျက်နှာပြက်လွန်းတာမြင်တော့လဲစိတ်မကောင်းသလိုအကြည့်လွဲသွားတယ်။ဒါပေမဲ့သူ့မျက်နှာအမောရာကိုကြည့်တာနဲ့ငါသိလိုက်ပါပြီ။သူစိတ်ပြောင်းတော့မှာမဟုတ်ဘူးလေ။ငါကင်းနေတော့မှာပဲသူကစကားဆက်တယ်။သူစိတ်ဘလောင်များပြတ်သားနေပြီလဲဆိုတာစကားတန်ကအစာတိတာတယ်။အေးအေးဆေးဆေးပုံမှန်လေးတမ်းမေတမင်ဆိုင်အောင်ဆိုတဲ့လေးတမ်းမျိုးပါပဲကွယ်။ဒါငါတို့လူမျိုးအတွက်ပဲကနူး ငါလဲစစ်တိုက်ချင်တဲ့သူမျိုးမမဟုတ်တာနင်သိသားပဲအခုတော့နင်စဉ်းစားကြည့်စစ်ကဘလောက်ကြာအောင်မလဲမသိဘူးငါတို့လူမျိုးတွေတိုင်ရင်ခိုင်ရင်တည်ချိန်ကြပြေလွာရင်ဒုက္ခရောက်ကြတဲ့ချိန်မှာငါဘလို့လို့မျက်နှာလွှဲနိုင်မလဲငါတနတ်တောင်မဖြစ်တတ်ဘူးဒါပေမဲ့ဖြစ်လာမှတော့ဘယ်တက်နိုင်မလဲငါနင်းကိုဘလို့စိတ်ချနိုင်မလဲငါဘလောက်စိတ်ပူနေရမလဲနင်စဉ်းစားကြည့်ပါဦးနင်တယောက်တည်းမှမဟုတ်တာကနူ နင့်လိုမိမတွေမိခင်တွေအများကြီးပဲဒီလိုပဲတွေးပြီးဖြေပေါ့စစ်ပီးရင်ငါတို့ပြန်လာမှာပဲဟာပြောပြပြချင်းသူကခြေလန်းစားတယ်ငါသူ့နောက်ကနေတိတ်တိတ်လေးလိုက်နေပြီနဲငါမေးလိုက်ချင်တာဟဲစစ်ကဘယ်တော့ပြီးမှလဲလို့ဒါပေမဲ့မမေးမိဘူးနောက်ထပ်စကားတစ်ခုမှမထွက်နိုင်အောင်ငါရင်နဲ့စွန့်နဲ့မွန်ကျက်နေတာကိုတော်တောင်ကတော့စိမ့်လန်းလှပလို့အရင်လိုပဲအရင်အတိုင်းပဲဒါပေမဲ့ငါတို့ဘဝတွေကတော့ ြောင်းလဲရတော့မယ်လေသူကထွက်ခွာသူဆိုရင်ငါကချန်ရစ်သူဖြစ်ရတော့မယ်မင်းတို့ပူတော့ငါကိုအေးမြတဲ့တော်ရိတ်ကလည်းငါကိုမကင်နိုင်ဘူးလေကလေဘလို့ပဲအေးစိတ်နေအောင်တိုက်တိုက်ငါအပူကိုမထိုးပေါက်နိုင်ဘူးအခုနေစက်တမမိုးဆက်တွေတဝုံဝုံရွာချလာရင်တောင်ငါပူပန်စိတ်ကိုတက်တာစေမယ်မထင်ဘူးသူ့နှုတ်ကြော်ကိုငါငင်းရင်ခြေရာကွက်ပေါ်နေတဲ့မြေသားလေးတွေအတိုင်းနင်းပြီးတော့ဆင်းလာခဲ့တယ် အဲ့ဒီနောက်ကျောပြင်ကိုနောက်ဆိုငါစိတ်မှန်နေပဲတွေ့ရတော့မှာပေါ့သူမျက်နှာကိုလည်းစိတ်နဲ့ပဲမြင်ရတော့မှာပေါ့ဟောဒီတောင်ယာသွားတဲ့လမ်းမှာငါတယောက်တည်းတောင်ယာစိုက်ပြိုးတော့လည်းငါတယောက်တည်းတောင်ယာရိတ်သိမ်းတော့လည်းငါတယောက်တည်းဖြစ်တော့မလားကွယ်ตาလေးကအဝါလို့တားတဲ့အချိန်ဆိုငါဘလို့ပြောပြရမလဲထမင်းဝိုင်းမှာတယောက်ရော့နေရင်အဲ့ဒီနေရာကိုမကြည့်မိအောင်ငါဘလို့နေရမလဲ တယောက်တည်းဆုံးဖြတ်ရခက်တဲ့ကိစ္စတွေတွေ့ရရင်ငါဘယ်သူ့ကိုတိုင်တယ်ရမလဲငါဟာအရင်တုန်းကတယောက်တည်းဘဝကိုချင်းချက်ခံရင်ဆိုင်လာတဲ့သူနောက်ပိုင်းတော့လေငါဘဝတည်းသူရောက်လာတော့ငါတယောက်တည်းဘာမှတောင်းမလုပ်တတ်တော့သလိုတင်မိတဲ့အထိသူ့ကိုချစ်ခင်အားကိုးလာခဲ့တာကိုငါဘာများဆက်လုပ်ရပါမလဲကွအဲ့ဒီနေ့ကသူကရှေ့ကိုစိုက်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 နဲ့တွားနေတော့ငါသူ့နောက်ကနေ တိတ်တိတ်လိလိုင်းရင်မျက်ရည်ကျနေမိတယ်။ငါမျက်ရည်စားတယ်။တနေ့နေ့ငါရှောက်နေကြဟောရီတော်လန်လေးပေါ်ကြာရလိမ့်မယ်လို့အရင်တုန်းက မတွေးခဲ့ဘူးပါလားကွယ်။သူရွာကထွက်သွားတဲ့နေ့ကလည်းမိုးကဆွေလိုပဲ။အင်ကောင်မူတဆက်မိတ်ကနေမိုးဆက်တွေစီးကျနေတာကိုငင်းနေပေမဲ့ငါပီပီတတမမြင်ဘူးဟဲ့။ငါမျက်လုံးမှာမျက်ရည်တွေဝဲနေတာကိုခြံဝင်းတဲကနေ သူဖြည်းဖြည်းချင်းလျှောက်သွားတာကိုလည်းဘိုးတော်ပဲမြင်ရတယ်။သူကကြောပူအိတ်တလုံးကိုလွှဲလို့တလွဲကတော့ပါနေချမို့ပခုံးမှာတိုင်းတွေလို့သူ့ချီလန်းတလန်းရှည်တူးလေးငါရင်ထဲမှာတစ်ချက်ဟာလေးပဲ။သူ့နောက်ကြောပြင်တရွေ့ရွေ့ဝေးသွားတာကို ခလေးပူထားရင်ကအိမ်ဝကနေငါငင်းနေတာ။သူများနောက်ကိုလှည့်ကြည့်အောင်မလားလို့ငေးပေမဲ့ဝါစနာ တော်တော်မေးလို့ပြောပြီးကလေးကိုနှမ်းရှုပ်နှုတ်ဆက်ပြီးကလေးကနောက်ပြန်မလဲစတန်းလျှောက်သွားတော့တာပဲတာလီကတော့ဗာတိတက်မှလဲကွယ်အဝါရေတဲ့ရွာလန်းကိုချိုးကွေးသွားတဲ့သူ့အဝါကတော့ဘယ်ကြာနိုင်တော့မလဲကလေးကငိုတဲ့အခါမျက်ရည်ကိုမထိနိုင်ဘူးတားလေးကိုနန်းရင်ငိုရတယ်ဝေးကြပြီ ဝေးကြပြီလေစစ်ကငါတို့ကိုခွဲလိုက်ပြီသူထွက်သွားစားရစ်တွေတုံကငါရင်တဲဟာဆင်းသွားတဲ့ခံစားချက်ဆိုတာဘဝမှာတစ်ချိန်မှတောင် မခံစားဘူးတဲ့ခံစားမှုမျိုးပါပဲမိနွယ်ရဲ့အရင်ကမခွဲဘူးဘူးမဟုတ်ပေမဲ့အခုနဲ့မတူဘူးလေအရင်ကတော့ငါစီပြန်လာမှတေချာတဲ့လမ်းအခုတော့ပြန်လာနိုင်မယ် ပြန်မလာနိုင်တော့ဘူးဆိုတာတောင်းမမှန်းနိုင်တဲ့လမ်းမျိုးကိုဒေချင်းတရားနဲ့မျက်နှာချင်းဆိုင်စီချင်းထိုးနေရတဲ့ဘဝလမ်းကိုသူက ရွေးလိုက်တဲ့နောက်တော့နေရာဟောင်းလေးမှာပဲငါငိမ့်တဲ့ကြမ်းရစ်ခဲ့တော့တယ်။လမ်းအခွဲမှာတော်တော်ခံစားလိုက်ရတယ်ဆိုပေမဲ့ရမကြခင်မှာပဲငါမအိမ်မက်ကနှိုးရပြန်တာပဲ။ငါတို့ဘဝကလွမ်းမို့အဲ့တလောက်အချိန်မပေးဘူးလေ လုံဆရာ၊ကင်ဆရာတွေက တန်းစီစောင့်နေတာကိုငါမှသူ့သားလေးရှိတယ်။ငါဆောင်းရှောက်ရမယ်ငါအနုရှိတယ်။ငါလွမ်းနေလို့မဖြစ်ဘူးလေ။ဒီလိုနဲ့မိုးနှောင်းရသည့်ကိုလွန်သွားခဲ့တယ်။အော်တိုဗလာဆင်းကြတော့တောင်ရစပားရိတ်တယ်။ပြောင်းချွေတယ်။သူနဲ့သူနဲ့ရောက်စိတ်ပြိုခဲ့တဲ့သီးနှံတွေကိုတယောက်တည်းရိတ်သိမ်းရတာပေါ့။ငါအမျိုးတွေကလည်းငါ့ကိုကူပါတယ်။ အနုကတော့ဒီနှစ်တည်းချူချနေတာကြောင့်တောင်ရတဲ့မလိုက်နိုင်တော့ဘူးငါမှတောင်ရရိတ်သိမ်းရင်တောင်လွမ်းရသေးတယ်ပြောတာပြောရတာငါတို့ကတောင်ဒီနှစ်စိုက်ထားတဲ့တောင်ရသီးနှံတွေကို ရိတ်သိမ်းခွင့်ကြုံသေးတယ်ဂျွန်ဂျူလိုင်မှာစစ်ဆောင်ကြတဲ့သူတွေဆို တောင်ရတွေကိုဒီအတိုင်းဖြစ်ထားလိုက်ရတော့တာမဟုတ်လားသူတို့နေရာကဝင်တွေ့ကြတော့ငါကိုငါကန်ကောင်းလာကြည်ရဲ့လို့အားပေးရတယ် လောကမှာကိုပဲကွက်ပြီးကန်ဆိုးတယ်လို့မှမရှိတာနော်ကိုတက်ဆိုသူတွေကလည်းပုံလို့ပဲနော် ကောင်းရိတ်တင်ချင်းပြီးတော့ကောက်သစ္စာပွဲကပုံမှန်အတန်းရောက်လာပြန်တယ်ရွာမှာတော့စစ်တဲလိုက်တဲ့သူလိုက်ကြပြီမို့အသက်ကြီးသူတွေအမျိုးသမီးတွေကလေးတွေမချမ်းမသူတွေပဲအတိတ်ကကြံခဲ့တော့တာအဒီကောက်သစ္စာပွဲကလွမ်းစင်ရပေါ့လေအဲ့ဒီတုန်းကတော့ ဒီကောက်သစ်စာပွဲဟာငါတို့ရဲ့နှုတ်ဆက်ပွဲလေးဖြစ်မဲလို့ငါမသိခဲ့ပါဘူးငါတို့တွေဒီလိုရရမောမောအတူချက်ပြုတ်စားတောင်းရတာကိုစိတ်ပြုတ်ထားတဲ့တင်းနဲ့ဂျေဆုတော်ချီးမွမ်းရတာနောက်တနည်းထက်ကြုံဖို့တော်တော်ကြာအောင်မဲလို့မသိခဲ့ဘူးငါတယောက်တည်းမဟုတ်ဘူးလေဘသူမှကိုကြိုမသိခဲ့ကြတာကြိုမတွေးမိကြတာဆောင်းကအေးအေးမြတ်မြတ်ရောက်လာတော့ငါတို့တွေကောက်သစ်စားချက် နောက်တစ်နှစ်ရာသီအတွက်မျောလင်းစိတ်ကူချနေပေါ်လီ မနက်ဖန်းလိုတွေ့ရင်တောင်းစစ်တယ်လိုက်သွားတဲ့ကိုမီသားစုဝင်အတွက်စိတ်ပူရတာကလွဲရင်းအတွေ့အထူးစိုးရိမ်စရာ မရှိခဲ့သလိုပဲဒါပေမဲ့လည်းအော်တိုဗာလကုန်နိုဝင်ဘာလဆန်ဟာ အိမ်မော်ကြနေကြတဲ့ငါတို့ရွာစဉ်တလျှောက်ကိုလှုံ့နှိုးလိုက်သလိုပဲစစ်ကငါတို့နဲ့နီလာပြီလေ တိုက်ပွဲတွေငါတို့ဘက်မရောက်သေးတာကလွဲရင်စစ်တပ်ကငါတို့နဲ့တဖြည်းဖြည်းနှိလာပြီစေရိတ်စင်ငွေကငါတို့ရွာကလေးတွေကိုလွှမ်းလာပြီ ပြေးမှာပဲပြေးကြမှာပဲလို့လူကြီးတွေက တိုင်ပင်ဆုံးဖြတ်တယ်ပြေးရင်အခုပြေးမှာတဲ့နေကင်းဘက်ပြေးမှာတဲ့တိုက်ပွဲဖြစ်လို့ညဘက်မှာပြေးရရင်ဘာမှလည်းမသိနိုင်ဒုက္ခအတော်ရောက်တဲ့အသက်ကြီးတဲ့သူတွေကတော့လိုက်လို့လဲလိုက်နေလို့လဲနေပေါ့ဆိုလား ်ခရီးကခရီးချမ်းခရီးရှိကိုလမ်းလျှောက်ရမှာတင်ပနေရကြောင်မသိဘူးလေအမျိုးသမီးနဲ့ကလေးတွေလိုက်နိုင်တဲ့တက်ကြီးတွေကတော့အရေးကြီးတဲ့ပစ္စည်းပစ္စည်းတွေတည်ရင်သွားကြမယ်ပေါ့အဲ့ဒီမှာတင်အနူးကနေခဲ့တော်မယ်တဲ့သူလမ်းလျှောက်လို့အစမပြေရင် လမ်းမှာဒုက္ခရောက်မှာစိုးတဲ့တဲ့လမ်းလျှောက်နိုင်တော်မယ်လည်းမတင်ဘူးတဲ့ငါမှာပစ္စည်းတွေတိမ့်ထုတ်နေရင်ကရက်လိုက်မိတယ် တယောက်ထိထားခဲ့ရမှာဘလို့လုပ်စီချမလဲအနုငိုင်းကတော့လိုက်စီကျင်တာပဲဘယ်သူမှမဆောင်လဲငိုင်းဆောင်ခုံမေအေးမောက်ကိုရင်တရွာလုံးအဖိုးကြီးအဖွားကြီးတွေကြံခဲ့တဲ့အိမ်တွေလည်းရှိသေးတယ်လीနော်ဘာမှစိတ်မချစရာမရှိဘူးအနုကလည်းငိုင်းဟိုမှာဖြစ်ဘလောက်ကြာမယ်မှမသိဘူးခဏပါပဲလေခဏပဲနေရမှာပေါ့ နောက်နှစ်ဆိုတောင်းရင်ဆက်ရမှာပဲပြန်လာရမှာပေါ့နော်စစ်ကလည်းပြီးတော့မှာပဲဂျွန်ဂျူလိုင်မှာပြေးတဲ့သူတွေလည်းဒီလိုပဲထင်ခဲ့ကြမှာပဲဒီစကားကိုတော့ငါအနုကိုမပြောပြလိုက်ဘူးအနုကတော့ဘလို့ပဲလိုက်ခဲ့ပါဆိုဆိုညင်းတာပဲနောက်ဆုံးတော့လေအဖော်ရီရှိတာပဲလေလို့ထားခဲ့ဖို့ဆုံးဖြတ်ရတယ်ငါတို့ထွက်ကြတဲ့မနေ့တုန်းကတော့နှင်းမြူတွေငါတို့ရွာလေးကိုစိုက်ထားရကနည်းနည်းပြင်နေပြီ။ အဝေးကိုလှမ်းကြည့်ရင်တော့အဖြူတဲ့အရိပ်တွေက တောတောင်သစ်ပင်အိမ်လေးတွေကိုလွှမ်းထားတော့မယ်။မရောက်ချင်ပဲပြန်ရောက်လာရတဲ့ဇာတိရွာလေးကိုဒီနှစ်တွေအတွင်းကတန်ရိုးစဉ်ဘလောက်ထားမိသလဲဆိုတော့ခွေရတော်မသီလာတယ်။ရွာလန်းကလည်းငေးချင်စရာအိမ်လေးတွေရဲ့အစုံကတော့အုပ်ရဲ့အဒီအနောက်ကတောင်ဆောင်ရဲ့ဟိုးလန်းလန်းမှမြင်နေရတဲ့တောင်တန်းပြအစင်းစင်းရဲ့အလုံးကလွမ်းစရာပါပဲဟဲ့ အလွမ်းရဆုံးကတော့အနုပေါငါချစ်ရတဲ့အနုပေါဇောဆိုင်ကိုခွဲရတော့ကရင်းနေဟာတဲ့ခံစားမှုကို နောက်တစ်ချိန်ခံစားရပြန်တယ်ငါငိုမိတာပဲအနုရှိမှလည်းမထိန်နိုင်ပဲငိုမိတယ်အနုကတော့ငါကိုသွားခံနေလာခံနေမငိုရဘူးလို့နှစ်သိမ့်နေဒါပေမဲ့သူကိုယ်တိုင်ကလည်းမျက်ရည်တွေဝဲလို့ငါ့အင်ကလေးကိုငါထွက်ခံနေဝေးချိမိသေးတယ် မနက်ကချက်ပြုတ်စားခဲ့တော့မိဖို့မှာမိစလီကျန်နေသေးတယ်။မိကိုကအငွေ့တလူလူတရင်ချက်ကိုဆွဲနေတဲ့ခေါင်းမိုးကိုပြစ်ထိနေတယ်။မိဖို့ကန်းကထွက်လာရင်ဒီဘက်မှာ အတွင်ကန်းအပြင်ကန်းနှကန်းပဲရှိတဲ့ငါတို့အိမ်ရဲ့အိမ်ကုတ်ကုတ်ကလေးအဲ့ဒီအိမ်ကလေးကိုပဲထားသွားကန်နေမှလေငါမှမခွဲနိုင်သလိုဖြစ်ရလိမ့်ပဲ။အချိန်တန်တော့လေအနူးကိုငါတို့ထားခဲ့ရတယ်။ကလေးတွေပိုးပလိုင်းတွေလည်း လက်မလေးအထုပ်တွေနိုင်သလောက်ဆွဲကလေးတွေကို တွဲထားကြတဲ့လူတန်းရှိကြီးဟာအင်ပွန်ရာရွာလေးကိုနှုတ်ဆက်တော်တယ်။အင်တွေရဲ့တကားဝါမှာတော့ကြံရစ်ခဲ့ကြတဲ့တက်ကြီးရွယ်အိုတွေမကြမ်းမာသူတွေငါကောင်းငိုက်ဆိုင်ချရင်တလန်ချင်းရှောက်နေမိတယ်။အိမ်နာကဖြတ်တော့အနူးကိုတချဲလဲကြည့်မိသေးတယ်။အနူးကငါတို့ကိုငေးလို့ပဲငါမှာတော့လက်တောင်မပြနိုင်ဘူး။ ငါလက်ထဲမှာအထုပ်တထုပ်ကိုဆွဲလာတာကြံနေလက်တစ်ဖက်ကတော့ပြစ်စီအပြေမှာပါတဲ့ပလိုင်းရဲ့ချိုးကိုထိန်ထားရတာကိုကလေးကိုတော့ရင်ခွင်ထဲမှာတပက်နဲ့ပို့ထားရတာပေါ့လက်မပြပေမဲ့ငါနှလုံးသားထဲကနှုတ်ဆက်တန်းကိုတော့အနူးချမှာပါလေရွာကထွက်လာတော့ကခင်းလန်းချမ်းပုံကတော့ရှီရှီဝေးဝေးပျော်မပြချင်တော့ပါဘူးဟဲ့နင်ကြရရင်မောသွားမင်း ငါတို့လူတန်းရှည်ကြီးကိုသာ မျက်စိတွေမြင်ကြည့်လိုက်ဘရွက်စိတ်လေးတွေစီတန်းပြီးတွားနေတာနဲ့တောင်းတူမဲ့ထင်တာပဲတရွေ့ရွေ့မှတကဲကိုတရွေ့ရွေ့ပဲလမ်းလျှောက်လှလာတဲ့ကလေးတွေခြေလန်းကိုစောင့်ပြီးတွားရတာအသက်ရွယ်ကြီးသူတွေပါလာလို့ခြေလန်းအနေကိုစောင့်ရတာတွေပေါင်းလိုက်တော့ပရွက်စိတ်တန်းလေးဟာနှီးတော့တာပေါ့ငါတို့တွေတောတောင်တွေကိုအစင်စင်ကြော်ဖြတ်လာရတယ် လူတယောက်ရှောင်းနိုင်တော့ယုံဆိုင်ကယ်ပဲပြန်မောင်းနိုင်ယုံရှိတဲ့လမ်းလေးတွေကနေအရှိကိုတိုးလာခဲ့ကြတယ်။ခေကဝေးတော့လမ်းမလေးညအိပ်ရသေးတယ်။အိမ်ထဲမှာဆိုရင်တော့ကချင်ပြည်နယ်ဆောင်ကနင်းတိတဲ့အတိုင်းသိအေးတာမဟုတ်လား။တိုးထင်းမှာကတော့စဉ်းစားကြည့်ပေါ့ဟဲ့။လေကအတော့အစီမရှိ တိုးလာတဲ့အခါကိုကိုပဲအတင်းကွေးထားရတယ် ตาลีကိုပဲတနာလွန်းလွန်းရင်ခွင်နဲ့တင်းတင်းပိုက်ထားရတယ်။နေကင်းဘက်ဆိုလေးလမ်းလျှောက်လိုက်။နားလိုက်နဲ့သုံးရက်လောက်ရောက်ပြီးတော့မှကျဲကောင်ပါဆိုတဲ့နေရာကိုရောက်လာကြတယ်။ငါတို့ရွာကအင်ဂျီ30ကျော်လောက်အဖွဲလိုက်ပေါ့လေ။တခြားရွာတွေကလည်းရောက်နေကြပြီ။မသိရင်တော့ရွာရီစုပြီးခေးထွက်လာကြသလိုပဲ။ကလေးတွေကတော့ပွဲရှိလို့လာတယ်ထင်တာပေါ့လေ။နေအခုရောက်နေတဲ့အင်ကောင်ပါစခန်းကတော့ နောက်တစ်နှစ်မှမပြောင်းလာရတာ အခုဆိုတစ်နှစ်ကျော်ခဲ့ပြီပေါ့အตาလည်းနည်းနည်းကျလာပြီပေါ့လေဒုက္ခတွေစကံကို ရောက်စတုန်းကတော့ငါပင်နေတမလဲဟင်ကိုအိမ်ကိုရမဟုတ်တော့အစင်မပြေတာတွေအများကြီးပဲအစတုန်းကတော့အစာအဝတ်ဘာတခုမှအစင်မပြေဘူးအသုံးအဆောင်ပစ္စည်းကအစတနိုင်းမဲတည်လာရတာလိုတာတွေလည်းအများကြီးပဲ ဒါပေမဲ့ငါထုံစံအတိုင်းငါတယောက်တည်းမှမဟုတ်တာလို့ပဲတွေးရတာပေါ့ငါကမှကလေးတယောက်တည်းတချို့ဆိုကလေး၃လေးယောက်နေကလေးဆိုတာတည်တဲ့အတိုင်းလူကြီးမိဘတွေဘာဖြစ်နေမှန်းဘာပူးနေရမှန်းသိတတ်ကြတာမှမဟုတ်တာစာရင်စာတဲ့အတိုင်းပြောတတ်တော့မကြွေးနိုင်ရင်မိဘတွေပဲစိတ်မကောင်းဖြစ်ရတာပေါ့နော်အခုတော့လေအလူရှင်တွေရှိတော့အစာအသောက်ကတော့လုံလောက်တယ် အဆင်ပြေနေတယ်ပြောရမှာပေါ့ဒါပေမဲ့မိနွေရေဘယ်သူပဲဘလို့ကြွေးတာတာငါကတော့ငါအိမ်လေးကိုပဲ ပြင်ချင်တာပဲငါတင်မဟုတ်ဘူးအကုန်လုံးကဒီသဘောအတိုင်းပဲလေမဖြစ်လို့သာနေရတယ်ဆိုတဲ့သူတွေကြီးပါပဲစကန်တွေတဲမှာမှငါတို့စကန်ကအကန်တွေက ပိုချင်းနေဆိုလားစောက်စရာနေရာကလည်းတောင်ဆောင်းတောင်ကျောပဲရှိတာကိုနော် သုံးအိမ်လေးအိမ်လောက်ကိုတန်းလျားတစ်ခုစောက်ထားတယ်။အခန်းထဲမှာမိဖို့ကအပြင်ဘက် အတွင်ကန်းကအိမ်ကန်းဒါပဲ။ကိုပစ္စည်းတွေကတော့အလင်းတင်ရထားပေတော့ပဲ။ဒါပဲမေးထားစီရပစ္စည်းကလည်းများများဆဆရှိတာမှ မဟုတ်ပဲဟဲ့။ငါတော့အခန်းလေးထဲဝင်လိုက်ရင်ဘလောက်မုန်းချိန်လိုက်တဲ့ထင်တယ်လေ။အခန်းကငါတို့သားမီးနှစ်ယောက်ရဲ့ငါတို့တယောက်ရဲ့စုနေကြတာ နေလူတော့ဖြစ်သားပဲဒါပေမဲ့ငါးစိတ်ကိုကမွန်းချက်တာဒါကြောင့်အခန်းထဲမှာတိတ်မနေဖြစ်တော့တာပေါ့ဟောဒီနေရာလေးမှာပဲနေလေနေကင်းဆိုငါထွက်ထိုင်နေတာပဲနင်းကူပြတဲ့ဟောဟိုတောင်ကြားလန်းလေးကနေပြန်သွားရင်တော့အိမ်ရောက်မှာပေါ့ဟဲ့ဒါပေမဲ့အခုတော့အိမ်လဲပြိုနေတော့ပြီအနူလည်းမရှိတော့ဘူးလေအနူကမနစ်ကပဲဆုံးသွားတယ် ငါတို့ဒီစကံကိုရောက်ဆောက်ရွာခဏပြန်တော့ကအနူးကိုနောက်ဆုံးတွေးလိုက်ရတာပဲဟုတ်တယ်ငါရွာကိုတစ်ခေါက်ပြန်လိုက်သေးတယ်မမရရတိုက်ဖွဲ့တွေစက်တိုက်ဖြစ်ပြီးငြိမ်သွားတဲ့တရက်ပေါ့လေငါတို့ရွာကထွက်လာတဲ့သူတွေ၃၄ယောက်လောက်စုပြီးအဲ့ဒီတုန်းကရွာပြန်ကြတယ်အိမ်ကြီးဖို့တောင်ယာကြီးဖို့လူကြီးသူမတွေကိုနေကောင်းလားပါညာသိချင်လို့ပေါ့ဟဲ့တချို့လဲကိုယ်ဟင်ကနွားတို့ကျွဲတို့ကြီးချင်လို့ပေါ့ ထားခဲ့တုန်းကဘာမှစီစဉ်နိုင်ခဲ့တာမှမဟုတ်တာခနာပဲလို့ထင်ခဲ့တာလေးပါတာပေါ့ငါသားလေးကိုတော့အတော်လေးအခေရရောသားကတအီအီငိုရင်းမျက်နှာငယ်လေးနဲ့ကြံရစ်ရှာတယ်ရွာအပြန်ကတော့ပစ္စည်းရဲ့လို့လေးလေးပင်ပင်ဘာမှမပါတဲ့ပလိုင်းတစ်လုံးစီပဲကြောပေါ်ပို့ထားကြတာရဲ့အားလုံးကကျမ်းမတန်ဆွမ်းတဲ့သူတွေဖြစ်တာရင်ပေါင်းတော့ခရီးကတွင်ပါတယ်ရွာကိုတရေကြော်ကြော်လောက် သိမ့်မနာပဲရှောက်လိုက်ရတယ်။2018နိုဝင်ဘာလစံတုန်းကထားခဲ့ရတဲ့ရွာလေးကငါတို့ပြန်သွားတော့ဟောင်နွမ်ဆွေးမြေ့နေတဲ့မုံကုတ်ကုတ်ပုံစံနဲ့ငါတို့ကိုကြိုတယ်။အချိန်ကနေဝင်တရော တချို့အိမ်လေးတွေကလူလုံးဝမကြံခဲ့တော့အိမ်ကိုနှွယ်ပင်တွေတဲလို့ဝင်းထဲမှာလေခြုံတွေပြေလို့တချိန်ကကလေးတွေ ရေမောပြေလွားစော်ကစားခဲ့တဲ့ရွာလေးလမ်းကတော့ခွေးကလေးတစ်ကောင်တောင်မမြင်ရဘူး မြင်မြင်သမျှကလွမ်းစရာငါတို့တွေလမ်းခွဲပြီးကိုအိမ်ကိုပြန်ကြပါရောမနှဖန်တချို့ကတောင်းရသွားကြည့်မယ်အိမ်ကယူစရာတချို့ယူကြမယ်တပက်ခပြန်ကြမယ်ပေါ့အဲ့ဒီလိုအစီအစဉ်ဆွေးထားတာဒါနဲ့ပဲအိမ်ဝိုင်းတဲရောက်လာပါရောအေးအနူရေလို့ငါတစ်ချက်အတန်ပေးလိုက်တယ်အနူပြန်ထူးတယ်မကြားရဘူးအိမ်နာထိငါခက်သွက်သွက်ရှောက်လာတယ်အနူကိုတွေ့ချင်လာပြီး လွမ်းလာပြီမတက်တာလို့သာထားခဲ့ရတယ်ငါအမြဲတမ်းတဆိတ်ပူခဲ့ရတာအိမ်တကားကခါတိုင်းဆိုလူရှိရင် ဖွင့်ထားနေကြအဲ့ဒီနေကတော့ပိန့်လို့အိမ်တကားကငါတွန်းဖွင့်လိုက်တယ်အတန်မပိန့်လို့မထူးပြန်တော့အိတ်ခမ်းထဲဝင်ဖို့ပြင်နေအဲ့ဒီမှာပဲငါတို့အိတ်ခမ်းထဲကမြင်ကွင်းကိုပြပြတင်တင် မြင်လိုက်ရတာပေါ့ဟဲ့အဲ့ဒီမြင်ကွင်းကြောင့်ငါ အံ့အားသင့်သွားရတယ်။လူကလည်းရုတ်တရက်တော့အလစ်အငိုင်းမိသလိုတစ်ချက်ရိုင်းသွားရတယ်။ဟုတ်ကဲ့ပါရှင်။ဆီယမစပယ်ဖြူနူရေးသားထားတယ်။မြောက်ပြားကအလွမ်းရသည့်ဝတ္ထုကို အပိုင်း20အနေဖြင့်ဆက်လက်ပြီးတော့မျှဝေဖက်ပြပေးခဲ့တာပဲဖြစ်ပါရဲ့ရှင်။နောက်ဆက်ပေးခဲ့ကြသူအယောက်စီတိုင်းကိုလည်းကျေးဇူးအထူးပဲတင်ရှိပါရနော်။တော်လန်မိတ်ဆွေများအားလုံးလေးဘေးရန်ထွေအပေါင်းမှာ 因为两种加班时薪。